ခုထုတ်လင်းပြသနေသောအစီအစဉ်ကို main sponsor အဖြစ်ပွင့်ထွေးပိုးရှင်ပန်းပွင့်ပိုးဖြိုင်စေတဲ့ငှက်ကြီးတောင်ပိုးသက်ဆီမှကူညီပံ့ပိုးပေးထားပါတယ်။ဒီအစီအစဉ်ကို co sponsor အဖြစ်ကုန်ခန်းသွားတဲ့အရင်တွေအတွက် Rocker Energy Drink မှကူညီပံ့ပိုးပေးပါတယ်။ ပေးသမားလုံးပဲမင်္ဂလာပါ Power Battery Cipeter Cross Challenge ကနေပြီးတော့အားလုံးကိုကျေးဇူးပါတယ်ကျွန်တော်တို့ရဲ့ Power Battery Cipeter Cross Challenge ကအစောဆုံးသောပွဲစဉ်မကြာမီရက်ပိုင်းတွင်မှာဒါစတင်တော့မှာဖြစ်ပါတယ်ဒီအစောဆုံးသောပွဲစဉ်မစတင်မီတည်ထားတဲ့ပွဲကဘယ်သူတွေနဲ့ဘယ်အသင်းနဲ့ခတ်မှာလဲဆိုတော့ကိုဒါကျွန်တော်ကိုဟားဟားနဲ့အတူတူ ဒီကနေပြီးတော့အားလုံးကိုအကြောင်းအဆုံလေးတင်ဆက်ပြောပြပေးသွားမှာဖြစ်ပါတယ်အကိုမင်္ဂလာပါမင်္ဂလာပါကိုအကိုအဆုံးဆုံးပွဲစဉ်ကတော့ဒါခက်မဲ့အသင်းနှစ်သင်းကတော့ရှိပြီးနေပြီပေါ့နော်ကျွန်တော်ကတော့တခြားလူတွေတော့မသိဘူးကျွန်တော်ကတော့တော်တော်ရင်ခုန်နေပြီရင်ခုန်နေပြီ yeah yeah အာဒီ season ကအရင်လဲစိတ်ဝင်စားဖို့ကောင်းတဲ့ season တော့ဆိုတော့အကိုဒီတစ်ဖက်ကကျွန်တော်တို့လိတ်သုံးကောင်တွေကိုအားထက်အသင်းကနေပြီးတော့ဒီခက်မဲ့ပြိုင်ဘက်အသင်းနဲ့ခက်မဲ့အထင်မှာဘယ်သူတွေကိုတည်ထားလဲအဲ့ဒါလေးချက်လေးရင်းလုံးရှင်းပြပေးပါဦးဖွင့်ပွဲမှာတော့ကျွန်တော်အခုပြည့်တက်ကဟိုမကြည့်ရတာလဲကြာပြီပေါ့နော်သူတို့အတွေ့လေးပြတ်သွားတာကြာပြီဖြစ်တဲ့ အားထင်းနေပင်လာတယ်ပေါ့စိတ်ဝင်စားတဲ့အတွေးလေးကို share share ပြန်ထုတ်ထားလိုက်ပြီကိုကြီးနော်တကယ်မိုက်ပေးတဲ့တွေလုံးဝနော်တကယ်ကွဲကောင်းခံစားရမှာနော်စတင်တွဲတော့အားဆိုကိုဒီကိုအားထင်းနေဒီကိုပင်လာတင်နဲ့နှစ်ယောက်ကကျွန်တော်တို့ဒီပြည်ရင်းနေပြည်ပတွေမှာဘယ်လောက်ထိသူတို့နှစ်ယောက်တွဲဖက်ပြီးတော့ခက်ခဲဘူးလဲဒါလေးလည်းတစ်ချက်ကိုပြိတ်သက်လောက်ပြောပြပြပြီးပေါ့ပြိတ်သက်တွေအားထင်းပင်လာတင်ပွဲကတော့ကျွန်တော်ပြိတ်သက်တွေကြီးစားကျွန်တော်တို့ချင်းလောကပြိတ်သက်တွေအများဆုံးဖြစ်ရတော့တပိသားဖြစ်ပါလိမ့်မယ်ဗျနော်တခြားဟိုပြိတ်သက်တွေအတွက်လည်းအကုန်လုံးဒီနေရာလေးနည်းနည်းလေးဟိုတမိုင်းကြောင်းလေးပေါ့ ပြန်လှန်ပြီးပြောပြရမယ်ကျွန်တော်အာထစ်ပင်လာတဲ့တို့ကတော့ဒါပုံရင်းလင်းပြောရရင်ကျွန်တော်တို့ပါးစားအောက်ခံကစားနည်းပေါ့နော်ကျွန်တော်တို့ကြီးစားလောကမှာတော်တော်ကိုနာမည်ရခဲ့တဲ့အသင်းပေါ့နော်အဲနံပါတ် first အသင်းလို့တော့မှပြောလို့ရတယ်ကွာဘာကြောင့်လဲဆိုတော့တို့ကကျွန်တော်တို့ဒီပြည်တွင်းပွဲတွေမှာမဟုတ်ခဲနဲ့တို့ကထိုင်းစင်းကိုပါအနိုင်ယူထားလာ။ဟုတ်ရဲ့။ဆရာပါနာမည်ကြီးကိုဖိစေရူဖိစေရူအဘတ်တို့တို့ကနေရာတွင်းနဲ့ရေကုန်ရေခန်း၃နိုင်လောက်ကစားရတာ။ သုံးနေတော့ကစားပြီးတော့မှသူတို့ကြကုတ်ချခဲနဲ့အနိုင်ယူပြထားတဲ့အတွဲဖြစ်တဲ့အတွက်ကြောင့်တော်တော်ကိုသူတို့ကလည်းကြည်ကောင်းတဲ့အတွဲဖြစ်ပါတယ်ကိုအဲသူတို့အဲဆိုသူတို့နှစ်ယောက်ကတော်တော်အတွဲဖက်လည်းညီထားတာပေါ့နော်ကျွန်တော်ပုံမှန်အဖြစ်ကျွန်တော်တို့ကြတော့ဒီတစ်ချက်တွေ့ရတာပေါ့နော်ပုံမှန်အဖြစ်ဒီသူတို့နှစ်ယောက်တွဲဖက်တာကရှားတယ်လို့ခံစားရတာအမှန်တကယ်တော့အဲ့လိုမဟုတ်ဘူး ဒီ drone ရောက် connection ကတော်တော်မိပြီးသားပေါ့နော်ခြိုက်တဲ့အချိန်မှာထလို့အဲ့မဲ့မိရရမယ်ခြိုက်တဲ့အချိန်မှာအဲ့ဒါပွဲကတော့ share ပဲပွဲက share ပဲအဲ့ဒါဆိုတော့ကိုသူတို့ကတော့ဒီဘက်ကတော့ကျွန်တော်တို့တစ်ဖက်ကတော့နှစ်ယောက်ကတော့ရပြီရပြီဂျန်နဲ့အတင်းရအောင်ဘယ်အတင်းဖြစ်မလဲဂျန်နဲ့အတင်းလေးကိုကျွန်တော်တို့ကပွဲစီစဉ်နေအနေနဲ့ idea လေးရတမျိုးလေးပေါ့နော်ဒီအာထစ်ပင်လာတင်ဆိုတော့တနိုင်ငံလုံးပတ်ပြီးကြီးစားလောကမှာမှွေပြီးဒိုးလိုမှွေရေလိုနောက်ပေါ့အတင်းပေါင်းစုံဆော့ခဲ့ပြီးတော့ဒီစီနီယံကစားသမားတွေကဘယ်လိုခေါ်မလဲဂျူနီယံကစားသမားတွေပေါင်းစုံနဲ့ဆော့ခဲ့ပြီးအဲ့တော့ အားထစ်အတင်းမကစားဘူးတဲ့အတင်းလေးနဲ့စဖွင့်လိုက်မှာကျွန်တော်တို့နော်အားထစ်မကစားဘူးတဲ့အတင်းကလည်းပုံမှန်အတင်းတော့မဟုတ်ဘူးလက်ရှိမှာဒိတ်ဒိတ်ကျဲနာမည်ကြီးကစားသမား2ဦးအနိုင်ယူထားတဲ့အတင်းဩနော်ပြီးလို့ရှိရင်လည်းတနိုင်ငံလုံးမှာပတ်ပြီးတော့အခုချီဆွာပြီးတော့ နှစ်သုံးနေလိုက်ပေးထားတယ်အတင်းအဲ့တော့ဟိုမှာသူတို့နှစ်သုံးပေးထားတဲ့ဟောင်းမှာကျွန်တော်တို့ကဒီဘက်ကနေနှစ်သုံးပြန်ပေးတာတူထက်နောက်ထက် အကောင်းဆုံးကစားသမားအမာတယောက်ပြစ်ထည်ပြီးတော့အထက်တို့မလွန်အောင်ဖန်တီးထားတာကျွန်တော်တို့ကဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ power button စီပရတော့ချက်လိုက်ဒါအဖွင့်ပွဲမှာနေပရိသတ်တွေအားလုံးလွှင့်ရမယ်ဒါတည်ထားတဲ့ပွဲပေါ့နော်ဆိုတော့ကိုအဲ့ဒါဆိုတစ်ဖက်က၃ယောက်က၃ယောက်အကြောင်းပေါ့တစ်ချက်လောက်လေး၃ယောက်အကြောင်းပေါ့အရင်အရင်အရင်ငယ်လေးရှင်းပြပေးရမယ်ဆိုတော့လူစင်းလေးပဲကျင်ညာလိုက်တော့မယ် လူစင်းလေးကတော့အခုတက်တက်ဆာမှာနာမည်ကြီးပြီးတော့တခုံထိုးထိုးတက်လာခဲ့တဲ့အသေးလေးနဲ့ခေါင်းပြူနဲ့ငါဩပဲဖြစ်ပါလေ။ဟိုဟွန်း။အော်။တခါဖျန်းယုံနဲ့လှဲကြည့်စရာမလိုတဲ့ပွင့်ထွေးပိုးတက်စီပေးဗျာ။ညငါတီးတော်ဖျန်း 白天呢，搬出一部家电，夜幕欧巴也搬出一部在谁看几张？谁的帮点，东西是不是太便宜了？今天晚上搬出一部新，搬出一部便宜呢，哪几张？ ဒီဇာမား၃ယောက်ကလည်းဒါကျွန်တော်တို့ခုနောက်ပိုင်းဆိုလို့ကြီးစားလောက်ကပါเนาะတော်တော်နာမည်ထွက်လာပြီးတော့လည်းဒီကျွန်တော်တို့ကြားသလောက်ဆိုလို့ရှိရင်ဒါတကယ်ဟိုသူတို့ရဲ့ရှေ့ကစီနီယာတွေကိုလိုက်လိုက်ခက်ပြီးတော့တော့เนาะတော်ကြေငွေကြေကစားထားတယ်အနိုင်ယူထားတယ်ဒီလိုမျိုးခြိစွာနေတဲ့အသင်းနဲ့တစ်ဖက်ကဒါ၂ယောက်၃ယောက်ခက်မဲ့ကိုဝါတင်းနဲ့ဘင်လာရင်တို့ရဲ့အတွေ့ဘယ်လောက်တောင်မှကြည်ကောင်းမလဲဒါကြောင့်မို့လို့လည်းကျွန်တော်ရဲ့ power battle sea battle challenge ဘာကြောင့် ရိသတ်တွေကိုဆွဲဆောင်နေလဲဆိုတာအဖွင့်ပွဲမှာတည်ထားတဲ့ပွဲတွေကိုကြည့်ကြရပြန်ပရိသတ်တွေသိနိုင်ပါတယ်ဆိုတော့အခုနည်းနည်းလေးတစ်ချက်လောက်လေးချမ်းပြင်းလေးပြောပါအောင်ဟို2 3ပဲလားကျန်တိုင်းအပိုင်းနေအောင်ဘာတွေဘာတွေရှိသေးလဲအစည်းအဝေးနေပေါ့အစည်းအဝေးနေတော့အခုကကျွန်တော်တို့ကကြေးစားကစားသမားတွေနဲ့ကျွန်တော်တို့ကစပြီးဖွင့်တဲ့ပွဲဖြစ်တဲ့အတွက်ကြောင့်ကြေးစားသမားကစားသမားတွေအကြိုက်ကိုကျွန်တော်တို့ကပွဲဆက်စည်းမျဉ်းအတိုင်း လှုပ်ဆောင်ပေးထားတယ်ပေါ့ဟုတ်ကဲ့အဲ့တော့ပိုက်ကတော့ကျွန်တော်တို့က5ပြည့်6ဖြစ်သွားမယ်ပုံမှန်နေရှင်နယ်ပိုက်မဟုတ်တော့ဘူးနေရှင်နယ်ပိုက်မဟုတ်ဘူးစီးစားပိုက်ထဲကပိုက်တန်းတစ်ခုဖြစ်တဲ့5ပြည့်6 5ပြည့်8 5ပြည့်10ထဲမှာအများဆုံးအဖြစ်ခတ်တဲ့အထက်က5ပြည့်6 5ပြည့်6 5ပြည့်6ဖြစ်တဲ့အတွက်ကြောင့်နှစ်ဖက်ကစားသမားတွေရဲ့စားပစ်တိုက်အားတွေကျန်းတယ်ပြိုင်ဆိုင်မယ်အဲပြီးလို့ရှိလို့ချင်းနှစ်ဖက်ကစားသမားတွေရဲ့ defense line တွေဘယ်လောက်ခိုင်မာလဲဆိုတာကြည့်ရမယ်ပေါ့နော်ပြီးရင်ကွင်းကလည်းကျွန်တော် national ကွင်းမဟုတ်ဘူးခြေစားကွင်းဖြစ်မယ်အဲဒါလေးပေါ့ဟုတ်ကဲ့အော် ဒါဆိုရင်တော့ဒါ2ယောက်3ယောက်တွဲကိုပြိတ္တတွေမြင်ရမယ်။တခြားအဲပိုက်စီးမြင်းတွေတခြားသောအမှတ်စပေးစီးမြင်းတွေကတော့ဒါပုံမှန်အတိုင်းပဲ။ပုံမှန်အတိုင်းပဲကျွန်တော်တို့15မှတ်အဲထိုးယူရတဲ့စာပေပေါ့။ထိုးယူရတဲ့အမှတ်ပေါ့။စာပေထိုးယူရတဲ့အမှတ်ဖြစ်မှာဗျ။ဟုတ်ကိုစာပေကောဟိုဘက်ဒီဘက်ဒီလိုဟိုတတ်မှတ်ထားတာရှိလား။ဥပမာကျွန်တော်အလွတ်စာပေလား။အလွတ်စာပေလားရို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 းချိန်ဝင်နေပဲလား။အဲ့ဒါလေးဆိုတော့ အခုကျွန်တော်တို့စဖွင့်တဲ့ဘွဲမှာအကျမ်းမဲ့ကျွန်တော်တို့ကလှုပ်ဆောင်နေတာဖြစ်တဲ့အတွက်ကြောင့်စားဘက်ကိုအဖွင့်မဲ့လုပ်ပဲအလုပ်အဖွင့်ပဲအာအဲ့ဆိုရင်တော့လုံးဝတာအလွင့်ကြည့်ရမှာအလွင့်ကြည့်ကြည့်ရမှာဟုတ်ကဲ့โอเคပါဟိုဆိုတော့ဗျာဟိုကိုအားတင်းနဲ့ပင်လာတင်တို့အတွဲကကြတော့ဒါကျွန်တော်တို့တော်တော်များများပြိသက်တင်နေရင်းနေပြီးသားတစ်ဖက်ကတက်လာတဲ့သုံးယောက်ကကြတော့ဒါအခုမှတက်သစ္စာပေါ့တချို့ဆိုလို့ရှိရင်ဒါတနှစ်ကျော်လောက်ပဲရှိသေးတယ်ဒီလောကတွေဝင်တာเนาะအဲ့လိုတော့ကြားသိရတယ်အဲ့တနှစ်ကျော်လောက်ပဲဝင်နေဆိုတော့ဒီကစားမှသုံးယောက်ရဲ့အခြေအနေတွေတယောက်ချင်းစီဟိုအကိုထပ်ပြီးတော့တရားနေပြိသက်တွေသိအောင်ရှင်းနေပါအောင်လို့တင်ဆက်ပေးပါအောင် ပြောပြပါအောင်ဗျာ ဒီ3ယောက်ကအဲတမိုင်းချောင်းလေးကိုနည်းနည်းလေးပြန်ပြီးတော့ဟိုတုံးသက်ပေးရမယ်ဆိုတော့ဗျာဒီ3ယောက်ကတယောက်ကတော့ကျွန်တော်တို့ဒီချင်းလောက်ကတွေဝင်တာ2နှစ်လောက်ရှိသွားပြီဟုတ်ကျန်တဲ့2ယောက်ကတော့အတွဲဖက်ပြီးဝင်တာသူက4နှစ်လောက်ရှိသွားပြီ4နှစ်လောက်ရှိသွားတဲ့အတိုင်းတာမှာတို့ကဒီဒီချင်းလောက်ကတွေကနာမည်ကြီးဒိတ်ဒိတ်ကျဲအတွဲတွေကိုတို့ကလူကျော်မယူအตาမယူဝဲနေတော့မှပြီးရင်တို့ကတော့မှအตาပြန်ပေးပြီးတော့2 3ပြန်ပေးပြီးတော့ကိုအနိုင်ယူထားတာတို့က อ๋อไอ้4นิดลောက်ရှိတာကကိုကောင်းပြူနဲ့ဘယ်သူအတီလေးနဲ့အတီလေးနဲ့သူတို့နှစ်ယောက်အတွဲเนาะအဲသူတို့တိုင်ပင်အတွဲကြီးကကြောက်เสียကြီးဗျအဲပိုင်းနိုင်တန်းမှာလဲသူတို့က defend မိုင်းကောင်းတယ်အဲပြီးလို့ရှင် attacking မိုင်းကောင်းတယ်ပိုင်းမြင်တန်းမှာလဲသူတို့ကဆော့နိုင်တယ်သူကပါသောအောက်ခံလဲဆော့နိုင်တယ်လို့ကျွန်တော်တို့ဟိုချင်းလောက်ကမှာအများအမ်းဆော့နေကြဖြစ်တဲ့စားပြအဖွင့်ပွဲတွေလဲသူတို့ကဆော့နိုင်တယ်မျိုးစုံလာလာပေါ့เนาะအများကြီးဆော့နိုင်တယ်အဲ့ဒါကတော့အတီလေးနဲ့ကောင်းပြူရဲ့အတားချက်ပေါ့ဟုတ်အခုငအောလေးရဲ့ထပ်ထပ်ပေါင်းပေးလိုက်တာပေါ့သူတို့အသင်းကိုလုံအောင်ထပ်ပေါင်းပေးလိုက်တဲ့ ြည့်ကောင်ထပ်ပေါင်းပေးလိုက်တဲ့ငအောအကြောင်းကိုပြောမယ်ဆိုတော့ငအောကလည်းခေသူမဟုတ်ဘူးဗျ။ဟုတ်။ငအောကခေသူမဟုတ်ဘူးဆိုတော့ငအောကအခုနင်းနီးကက်ကက်ကလေးပဲကြံခဲ့တဲ့တလကျော်လောက်ကမှចောင်းဆရာဆိုတဲ့ကစားသမားကိုပိုက်ချုပ်ပေးမှာဝမ်းဝမ်းခတ်တာ။ဝမ်းဝမ်းခတ်ပြီးတော့နိုင်လား။ဝမ်းဝမ်းခတ်ပြီးတော့အဲနိုင်တော့မနိုင်ဘူး။နိုင်ရောဟုတ်။နိုင်လို့ရရတာနဲ့ရှုံးထားတာ။ဩဟုတ်ကဲ့။ဆိုတော့အဲ့ပွဲလေးကိုကျွန်တော်နင်းလေးလေးပေးတဲ့ကလေးကိုပြန်ပြီးတော့သုံးသပ်ပြီးတော့ဆွေဟိုနှွေးပြီးတော့အဲနှွေးပေးပြီး highlight လေးပြောပြရမယ်ဆိုလို့ရှိရင်တော့ငါအောကចောင်းဆရာကိုဥဆောင်ပြီးဆော့ခဲ့တာ။ဩ။သူက စိတ်အိတ်နဲ့ကွင်းချင်းတာနမတ်အတာနဲ့ကွင်းချင်းပြီးတယ်ပြီးလို့ရှိလို့ချင်းငေါចောင်းဆရာက6မှတ်ငေါဩက12မှတ်အဲ့ဒီလိုကိုငေါဩဥဆောင်ပြီးဆောင်သွားတယ်ပြီးတော့မှចောင်းဆရာက तू ကမာယာပရိရဲ့ကြွယ်ွားတဲ့အတွက်ကြောင့်အဲအမှတ်ကြီးလာတဲ့အချိန်မှာငေါဩနည်းနည်းလေးတန်ဖိုးကြတဲ့အချိန်မှာမှ तू ကစားပစ်လေးတွေလိုက်ကလိယူပြီးတော့ तू ကဟုတ်ရတယ်ဒါပြင်နဲ့ဟုတ်နဲ့ပဲ तू ကနိုင်သွားတာမဟုတ်ဘူးအဲ့မှာတခါငါအော်ကပြန်ပြီးတော့တမတ်ထိုးယူပြီးတော့တို့ကဂျူးဆင်းသွားတယ်။အော်ဂျူးဆင်းသွားပြီးနောက်တဂျူးမှာမှတခါငါအော်ကပြန်တာသေးတယ်။ ပြီးတော့မှကြောင်းစရာရေကုန်ရေကန်းတော်တော်ကစားပြီးတော့မှမလွယ်ဘဲနဲ့နိုင်ရတာပေါ့အဲငအောဖြစ်နေတယ်အာအဲအဲ့ဒါဆိုရင်တော့တော်တော်ကြီးကိုကောင်းသွားပြီဘာဖြစ်လို့လဲဆိုတော့ဒါခုနကပြောသလိုပဲ၄နှစ်လောက်တက်တန်းရှိရဲ့ဒီကစားမား၂ယောက်ကလည်းအရင်တော့ကဒါတူတူတွေမှာတော်တော်များများအောင်နော်အဲ့ဒီအကြောင်းလေးကိုလည်းနည်းနည်းထည့်ပြီးမြတ်ပြောရမယ်ဆိုတော့အဲ့ဒီတူတူကအခုနာမည်ကြီးနေတဲ့ចောင်းဆရာဂျွန်ဆိုးကိုပဲအိမ်ကွင်းတပွဲအဝေးကွင်းတပွဲမှာတေးကြောင်ကစားထားတယ်။ဟာလူသားမယူဘဲနဲ့နောက်တစ်ခါသူတို့နေကွင်းထွက်ခတ်တယ်ကျွန်တော်သိရတဲ့လောက်ဝမ်းနှင်းပွဲ ဒါ national ကစားသမားနဲ့ကြီးစားကစားသမားတွေပေါင်းဆက်ထားတဲ့ကျက်တောင် before ဟုတ်ဖိုးကျော်ဟုတ်အဲကျက်တောင်ဆိုတာကျွန်တော်တို့ဒါဌာနလေရွေးစဉ်ပေါ့ national ကစားမှာကစားနီးမှာဆိုလို့ရှိရင်ဖိုးကျော်တို့ before တို့ဆိုတာဒါဒီချင်းလောကမှာကြီးစားလောကမှာဆိုနာမည်ကြီးကစားသမားတွေသူတို့အတွေ့အကြုံသွားပြီးနှစ်သုံးသွားပြီးအဝေးကွင်းမှာအဲသူတို့ကလည်းအနိုင်ယူထားတယ်ပြန်တယ်ဗျာအော် ဒါဆိုရင်တော့တော်တော်ကြီးကိုမခေတဲ့ဒါပြိုင်ဘက်အသင်းနှစ်သင်းတွေ့ရအောင်ဖြစ်ပါတယ်ဆိုတော့ကိုဒါကျွန်တော်တို့ရဲ့ဒီ power participator grow challenge မှာတော့ဒါအစောဆုံးတော့အဖွင့်ပွဲကတော့ရိုးရိုးဇာမား2-3နဲ့ပဲသွားမယ်အဲနောက်ထပ်လာမယ့်အစီအစဉ်တွေကြာလို့ရှိရင်တော့ဒီထက်ကျန်းတဲ့ကျန်းတဲ့เนาะအကျော်ပေးမှုတွေပါတယ်လဲတဲ့ဖို့လည်းရှိတာပေါ့เนาะဆိုတော့ ကျွန်တော်တို့ဒီချင်းလောကနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ line ပေါ်မှာလည်းတွေ့နေကြတာပေါ့နော်တွေ့နေရတဲ့အထဲမှာမှဒါ core update ကိုကျွန်တော်တို့အရင်တုန်းကဟို1 by 1ခတ်တာတွေများများတွေ့ခဲ့ပူးတယ်ဒါပေမဲ့အခုနောက်ပိုင်းကာလတွေမှာတော့အဲ by 1ပွဲတွေရှားလာတယ်ဒီအပေါ်မှာရောအကိုအနေနဲ့ဗာပြောခြင်းလေးလေအဲအဲ့အမြင်လေးနဲ့ထပ်ပြီးတော့ဖြည့်ဆွတ်ပေးရမယ်ဆိုတော့ artic ကငကိုတုံးကတကယ်တမ်းက तू ခတ်လာတာ1 1တန်တဲ့ကစားသမားပဲဩတိရတဲ့လောက်က तू ရဲ့ခန္ဓာကိုယ် तू ရဲ့ body fit စတဲ့ခါစား ကစားသမားတယောက်အနေနဲ့ရှိတဲ့ခန္ဓာကိုကြစ်ကြစ်လေးလေးပေါ့နော်ရှိတော့ကဆိုလို့ရှိရင် तू က1 1နေမို့ तू က1 2တွေ1 3တွေတနိုင်ငံလုံးပေးရတာဟုတ်ကဲ့ဟုတ်ပါတယ်ဆိုတော့ဒါမှလည်း तू ဒီလက်ရွေးစင်တဲ့ကိုရောက်သွားတဲ့အချိန်မှာ तू ရဲ့ကစားဘောက်ကပြောင်းသွားတယ် तू က lifter အနေနဲ့ကစားရတဲ့ဖြစ်တော့တဲ့ကြောင့် तू ရဲ့ဟို तू ယူရမယ့် space တစ်ခုမှာပဲ तू အများသောအားဖြင့် तू 20 timing တွေလုပ်တဲ့အတွက်ကြောင့် तू က1 1 timing ကနည်းနည်းလေး အဲသူမလုတ်ဖြစ်တော့ဘူးမဆော့ဖြစ်တော့ဘူးဖြစ်သွားတာပါပြီးတော့ကျွန်တော်တည်ရတော့လက်ရှိမှာ1 1မှာကသူဆော့ဖို့နည်းနည်းအခက်အခဲလေးဖြစ်နေတာသူက injury လေးဖြစ်နေတယ်အဲသူကဘာလဲဆိုတော့ဒီဇက်ကြီးပေါင်းပေါ့အကုတ်ကြီးပေါင်းလေးကသူကအာယုံကြောလေးနည်းနည်းညံ့နေတယ်ထို့ဆိုတော့သူကဒါလေးကိုလည်းသူကုတနေတယ်ဒါလေးပြောင်းရင်တော့သူက1 1ပွဲကြီးလည်းကျင်းနေပါလေထွက်လာမှာပါဟုတ် ဆိုတော့ဒါကျွန်တော်တို့ power battery cyber grow challenge မှာကိုအားတရဲ့ဝမ်ဝမ်ပွဲတွေ့ရနိုင်တာပေါ့တွေ့ရဖို့တည်ကြပါတယ်ဗျ Okay ပါဒါကိုအားတဒါ sea game ပွဲတွေလည်းရှိသေးတယ်ဒီနိုင်ငံတကာပွဲတွေပြီးသွားလို့ရှိရင်ကျွန်တော်တို့ power battery cyber grow challenge မှာကိုအားတရဲ့ဝမ်ဝမ်ပွဲတွေကိုလည်းပြိသက်တွေပြန်လည်ပြီးတော့ရှုစားခန်းစားမှာဖြစ်ပါတယ်ဒီနေ့ကနေဒါကိုလည်းတစ်ခါတည်းသတင်းကောင်းပါပါတယ်ဗျอืมอ๋อ တခါဖြန်းယုံနဲ့လှဲကြည့်စရာမလိုတဲ့ပွင့်ထွေးပိုးတက်စီပေးဗျာ။ကြာငါတီးတော်ဖြန်းပေးကင်းနဲ့ပွင့်ထွေးပိုးကြနေမြမအောပါရဲ့ပွင့်ထွေးပိုးတက်စီငတ်ကြီးတော်ပေးတဲ့ပုံးလေး 30cc ထည့်ပြန်ပါ။ချိန်ဖြန်းရုံနဲ့ပွင့်ထွေးပိုးရှင်ပန်းမွေ့ပိုချိုင်နဲ့နှက်ကြီးတော့ ။ Okay ပါပရိသတ်များခင်ဗျာကျွန်တော်တို့ဒီနေ့တင်ဆက်ပေးခဲ့တာတော့ဒါ Power Battery Cyber Cross Challenge ရဲ့အဖွင့်ပွဲမှာနှွှဲကြမယ့်ဒါအသင်းနှစ်သင်းရဲ့အကြောင်းကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။ဒီ season မှာဒါကိုဟားနေပြီးတော့ကျွန်တော်တို့ကိုလာရောက်ပြီးတော့ဒီကစားသမားတွေနဲ့ပတ်သက်တဲ့သီလသမားကိုတင်ဆက်ပေးခဲ့ရပြောကြပေးရတယ်လည်းအခုအခြေသူအများကြီးတင်ပါတယ်။ဆိုတော့ကျွန်တော်တို့ဒီဆယ်လပိုင်း3ရက်နေ့နေ့လယ်တနာရီမှာ PPTV နဲ့ Entertainment Channel ရာနေပြီးတော့ခက်ကစားသွားမယ်ဒီအသင်းနှစ်သင်းရဲ့ပွဲစဉ်ကိုအားလုံးစောင့်ကြည့်ဖို့ညွှန်လင်းနေတဲ့ကျွန်တော်ဒီနေ့ရာနေပြီးအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်။အားလုံးပဲပွဲနေ့မှာပြန်တွေ့ကြပါမယ်ဗျာ။ ယခုထုတ်လင်းပြသနေသောအစီအစဉ်ကို main sponsor အဖြစ်ပွင့်ထွေးပိုရှင်ပန်းပွင့်ပိုဖြိုင်စေတဲ့ငှက်ကြီးတောင်ပိုသက်ဆေးမှကူညီပံ့ပိုးပေးထားပါတယ်။ဒီအစီအစဉ်ကို co sponsor အဖြစ်ကုန်ခန်းသွားတဲ့အရင်တွေအတွက် Rocker Energy Drink မှကူညီပံ့ပိုးပေးပါတယ်။